နောက်ဤချင်းတစ်ခုကပါတော့သူဘနိပတ်တေဝိဟရန္တံဣန္ဒရိယေတုအတ္တံဝုတံဣန္ဒရိယေတုအတ္တံဝုတံရေဣန္ဒရိယေတုသူတံဝုတံတယောက်ကဣန္ဒရီကိုဆောင်စီမှုမရှိဘူးမျက်စိနာနာလျာကာယမနဆိုတဲ့ကိုယ်ဣန္ဒရီကိုကိုမထိန်ချုပ်နိုင်ဘူးနော်မျက်စိ မျက်စိတွေကဖြစ်ပေါ်လာတဲ့အင်းနဲ့အစင်းနားတွေကကြားလာတဲ့အသံအဲ့ဓာရီနဲ့ပတ်သက်လာတဲ့အခါအာယုံငါးပါးကာမဂုဏ်တရားတွေပေါ်ထိမ့်ချုပ်နိုင်စွာမရှိသည့်အတွက်ကြောင့်မျက်စိကဝင်လာတဲ့အစင်းအာယုံမှလောဘဖြစ်ဒေါသဖြစ်နားတွေကကြားတဲ့အသံပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်နှာခေါင်းကနမ်းရှူလို့ရတဲ့အနံပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက် လျာဘောရောက်လာတဲ့ရတာဘောမှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ခန္ဓာကိုယ်နဲ့ထိတွေ့လာတဲ့ထိတွေ့ဘောမှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်စိတ်ကူးကြံစီတဲ့အာယုန်ဤဘောမှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဆိုရင်လူခန္ဓာမှာရှိတဲ့တကား6ပေါက်ဟာလောဘတွေဒေါသတွေဝิญဉ္ဇဉ်တိုင်းဝင်လုံခြုံမှုမရှိဘူးလူတယောက်ဟာ အိမ်ကိုမဆောင်ရှောက်ဘူးအိမ်ကမပိတ်ဘူးရှောက်သွားနေတယ်ခိတ်ကလည်းမကောင်းဘူးဆိုရင်သူ့အိမ်ရှိတာပြောင်းမှာပေါ့နော်အိမ်ထဲရှိတဲ့ပစ္စည်းတွေကုန်ပါသွားမှာပေါ့အဲ့ရမျိုးလိုပဲမျက်စိနန္ဒလေယကာယမနဆိုတဲ့အိန္ဒြေ6ပါးကထိမ့်သိမ့်ဆောက်ရှောက်မှုကင်းသွားပြီဆိုလို့ရှင်လောဘဆိုတဲ့ ရန်သူတွေတောသားဆိုတဲ့ရန်သူတွေအမှန်မသိတဲ့မောဟဆိုတဲ့ရန်သူတွေကကုသနာမှာဖြစ်ပေါ်လာမယ်ကုသိုလ်စိတ်ဆိုတဲ့ကုသိုလ်တရားဆိုတဲ့တန်ဖိုးရှိတဲ့ယရဏတွေကိုလူရဲ့ဖြည့်ဆည်းပြီးယူသွားကြမှာပဲဖြစ်တယ်။ဒါကြောင့်မို့နိဗ္ဗာန်လမ်းကြောင်းကိုသွားခြင်းပဲဖြစ်ဖြစ်ကိုလိုချင်တဲ့အဆင့်တန်းတစ်ခု ရောက်ဖို့ပဲဖြစ်ဖြစ် အိန္ဒြေကိုထိန်းချုပ်နိုင်စွာရှိရမယ်လို့ပြောတာเนาะအိန္ဒြေကိုထိန်းချုပ်နိုင်စွာမရှိရမယ်မရှိဘူးဆိုလို့ရင်ကြာဆုံးသွားမယ်ဟာပြောအိန္ဒြေကိုထိန်းချုပ်နိုင်ရအိန္ဒြေထိန်းချုပ်နိုင်တယ်ဆိုတာမကြည့်ပဲနေတာနားမထောင်ပဲနေတာမဟုတ်ဘူးမြင်လာလို့ကြည့်လိုက်လို့မြင်တဲ့အာယုံကြားလိုက်တဲ့ အတန်းအာယုံပေါ်မှာလောဘဒေါသမောဟမဖြစ်အောင်ထိန်းချုပ်ခြင်းသာလည်းဖြစ်တယ်တတိနဲ့အမြဲမပြတ်စောင့်ကြကြည့်ရှိရမယ်စောင့်ကြကြည့်ရှုခြင်းမရှိဘူးဆိုရင် အားမရှိတဲ့တစ်ပင်တို့မုံတိုင်းဝဲနာနဲ့လဲပြုတ်သွားပါလူဟာလူရင်းပတ်နိုင်ကိုမရောက်ဖဲနဲ့ကြာဆုံးသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဣန္ဒြိယေတုအတံဝုဒံဣန္ဒြိဘုံမှာထိမ့်သိမ်းဆော့ဆော့မှုကင်းတဲ့ပုဂ္ဂိုလ်ဟာ တဏှာရာဂဆိုတဲ့ကိရိတာရဲ့လွှမ်းမိုးမှုကြောင့်ကြဆုံးသွားနိုင်တယ်။အိန္ဒြိယေတုသူတံဝုဒ္ဒံမျက်စိနာနာလေယာကာယမနလို့ဆိုတဲ့အိန္ဒြိ6ပါးပေါ်မှာတတိတိဟူသောအဆောင်ဖြင့်သုတ်ပိတ်ဆောင်ချက်ပြီးအသိပညာဖြင့်ထိမ့်ချုပ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကြောက်တောင်ကြီးတို့ကြံ့ခိုင်ပြီးလိုရပန်းနိုင်ကို လှလှမ်းနိုင်တယ်လို့ဒီလိုခေါ်လို့ရင်ဖြစ်တယ်ပေါ့နော်ဒါဒုတိယအရေးချင်းတစ်ခုပဲနောက်ထပ်ဘောဇနမိစာမတ္တညုံဘောဇနမိစာအမတ္တညုံနဲ့ဘောဇနမိစာမတ္တညုံအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းရှိကိုသိခြင်းဟာအရေးချင်းတစ်ခုပဲ အစာအာဟာရနဲ့ပသက်ပြီးအတိုင်းရှိမသိတဲ့ပုဂ္ဂိုလ်အတိုင်းရှိဆိုဒီမှာခံယူခြင်းအတိုင်းရှိစားသုံးခြင်းအတိုင်းရှိစွန့်ပစ်ခြင်းအတိုင်းရှိဒီလိုဆိုလို့တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုယ်နဲ့တင့်တဲ့အစာကိုယ်နဲ့မတင့်တဲ့အစာဒါအတိုင်းရှိတခုပဲစားသင့်တဲ့အတိုင်းဒါမစားသင့်တဲ့စားသင့်တဲ့အတိုင်းဒါဒီလိုသိရမှာဖြစ် စားသင့်တာတဲ့ပိုပြီးတော့မစားရဘူး။လောကလူတွေကအစာစားနေတာအသက်ရှိမှုဆိုတဲ့ရည်ရွယ်ချက်ပျောက်သွားပြီးတော့ကြိုက်လို့စားတာဖြစ်တယ်။ကြိုက်လို့စားတာဖြစ်သွား။ကြိုက်လို့စားတာဖြစ်သည့်အတွက်ကြောင့်မတည်ဘူးဆိုတာသိသိရင်တောင်မှပဲပါလို့တော့ဝါဝါစားပြီးသိမယ်လို့ပြောသေးတာတော့နော်။စီကြရပါရှင်တို့အချုပ်မတည့်ဘူးဆိုရင်စားလိုက်ပါအောင်မယ် ပြီးတော့မှစိတ်တော့မယ်ဆိုရလူတွေရှိတယ်မတည့်မှန်းတော့သိတယ်မနေနိုင်ဘူးစားလိုက်ပြန်တယ်အဲ့ဒါလို့ဝက်သားမတည့်ပါဘူးဆိုရင်စားလိုက်တာဘုန်းကြီးတို့နဲ့သိတဲ့ဆရာတော်တပါးဆိုလို့ရှိရင်ဝက်သားကသူကမတည့်ဘူးဆုံးဝိုင်းတူတူစားကြတဲ့အခါမှာဝက်သားကလည်းပဲစီရင်နဲ့ဣနေအောင်ချက်ထားတယ် ြင်တော့မနေနိုင်ဘူးနဲ့တူပါတယ်တတုံးဆယ်လိုက်တဲ့အခါဘုန်းကြီးကလည်းမနေနိုင်တော့ပြောလိုက်တယ်ဆရာတော်ဝက်သားမတည့်ဘူးလေလို့ဆိုတတုံးနဲ့ပါကိုတော်တတုံးနဲ့ပါကိုတော်ဆိုစားလိုက်တော့ကတွင်းကတွေ့သွားတဲ့အခါကျနောက်တခါစလမ်းမြန်နဲ့လက်ခလှမ်းတော့လှမ်းကြည့်လိုက်တဲ့အခါထူပါဘူးကိုတော်တဲ့သူကသူပဲပြောတော့ဝါအောင်ပဲစားလိုက်တော့တာနော်အဲ့ဒါလို့ဖြစ်တတ်တယ်ဖြစ်တတ်တယ် ဒါသဘာဝကိုပြောပြတယ်တော်တော်များများဟာရှားကိုထိမ့်နိုင်တဲ့ခက်ရှားရှားเนาะမတည့်ဘူးဆိုလက်ကိုမကြည့်ပဲနဲ့နေမတည့်တာမစားနဲ့အခုရသော်ပြားဟောတာတော့ဒါနိဗ္ဗာန်ရောက်ကြောင်းတရားအောင်မြင်ကြောင်းတရားထဲမှာဒါပါတယ်ဘောဇနာမိကိုနေစဉ်စားတဲ့အစာအာဟာရပေါ်မှာအမတ်တညုံတိုင်းတာကိုမသိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာကြာဆုံးတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဘောဇနာမိစမတ်တညုံ အစာအာဟာရစားမဲ့တိုက်တာဘူးတိတဲ့ပုဂ္ဂိုလ်ကိုယ်နဲ့မတည့်မတည့်သလိုတိတယ်မစားဘူးရှောင်းတယ်အဲ့ဒါလိုအစာအာဟာရနဲ့ပတ်သက်ပြီးတော့သင့်မသင့်အတိုင်းတာတိတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှကြားဆုံးမသွားဘူးတဲ့ကြောက်တော်ကြီးလိုကြံ့ခိုင်ပြီးတော့ကိလေသာတွေကိုတွန်းလှန်ဖယ်ရှားနိုင်လို့နိဗ္ဗာန်သွားခြင်းနဲ့ဆိုရင်နိဗ္ဗာန်ရောက်တယ် အောင်မြင်ကြည့်ပွားခြင်းနဲ့ဆိုရင်အောင်မြင်ကြည့်ပွားအသက်ရှိခြင်းနဲ့ဆိုရင်လည်းအသက်ရှိအေးအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းအတာမသိဘူးကြိုက်လို့စားတယ်ကြိုက်ရင်တော့စားမှာပဲဆိုတဲ့ပုဂ္ဂိုလ်ကတော့အသက်ရှိဖို့ဆိုခက်သွားပြီနော်ကြာဆုံးသွားမှာပဲအာမရှိတဲ့တိပင်လိုပဲဖြာတိဆိုတဲ့လေလေးနဲ့မတွလိုက်နဲ့ဘုံဝင်နဲ့လဲသွားပြီဆေးရုံရောက်ပြီးပြီးတော့နော် ဆေရောက်တော်ပြီအစာရောရှောင်းတဲ့ပုဂ္ဂိုလ်ဟာကျမ်းမာပြီးတော့တက်ရှိကြတယ်ကိုလိုချင်တဲ့ပတ်နိုင်တစ်ခုရောက်နိုင်ဒါမြတ်စွာဘုရားဟောတာเนาะဘယ်ကိစ္စမှာပဲဆိုဒီဟာအရေးချင်းတစ်ခုပဲ